ကမ္ဘောဒီးယားနိုင်ငံဖနွမ်းပင်မှာလက်ရှိနေထိုင်တဲ့ကိုရဲမင်းထက်ကမိထားပါတယ်။ခရီးသွားတဲ့အခါဖရက်စ်နရကအတ်ဘဲဖတ်ရမယ်လို့တီးရပါတယ်။တကယ်လို့အပြည့်ဖတ်မိသွားတဲ့ဆိုရင်ကစွာပြန်ဖတ်ဖို့လိုပါသလား။ကစွာပြန်ဖတ်ရမယ်ဆိုရင်လည်းအပြည့်ဖတ်ရမလား။နရကအတ်ဘဲဖတ်ရမလားခင်ဗျာ။ခရီးရဲ့အတွင်းမှာမဖတ်မဖတ်ဖြစ်လိုက်လို့နေရပြန်ရောက်မှာ တစွာပြန်ဖြစ်ရင်ကောအပြည့်ဖတ်ရမလားနရကပဲဖတ်ရမလားခမခยีအကွာဝေးနဲ့ခยีတွားရက်ကြာချိန်တတ်မှတ်ချက်ရှိရင်လေပြောပြပေးပါဆရာခยีတွားနမတ်နဲ့ပတ်သက်ပြီးအတိအကျလေးတိချင်လို့ပါဂျဇာကောလာဂျေဇုတင်ပါတယ်ဆရာဘစ်မလ္လာဟ်ရဟ်မန်ရဟီမ်ဟာမီဒွန်ဝမုဆလီယာဝဘီလာဟီတောဖီကအဲ့တော့လူတယောက်က မိမိရဲ့ရွာဒေသကနေ48မိုင်သို့မဟုတ်48မိုင်ထက်ဝေးတဲ့အကွာအဝေးတစ်ခုကိုသွားမယ်ဆိုတဲ့နီးရက်နဲ့ထွက်လာတယ်ဆိုရင်အဲ့ဒီသူကိုရှယ်ရီမူဆာဖီလို့ခေါ်အဲ့ဒီသူကိုရှယ်ရီအတရာခရီးတယ်လို့ခေါ်အဲ့တော့ရှယ်ရီမူဆာဖီတယောက်ကဘေးချင်းသူမိမိမျိုးရွာဒေသရဲ့ဆင်ချေဘုံကနေထွက်လာပြီးအဲ့ဒီသူကမူဆာဖီဖြစ်သွားပြီးရှယ်ရီမူဆာဖီဖြစ်သွားပြီးအဲ့ဒီရှယ်ရီမူဆာဖီကအဲ့ဒီ ခရီးတဲ့ကာလမှာမိမိရရွာကိုမရောက်မချင်းဒို့မဟုတ်တဏီယာယာမှာ15ရက်နေမယ်လို့နီးရက်မလုပ်မချင်းအဲ့ဒီကာလမှာသူ့အနေနဲ့ကဆရဖတ်ဖို့ကဝါဂျစ်ဖြစ်ကဆရဆရာဘာကိုခေါ်တယ်လဲဆိုတော့ဖရစ်၄ရက်ကတ်ချီတဲ့နမာဇ်ဒီကိုနှစ်ရက်ကတ်ပဲဖတ်ချင်းကိုကဆရလို့ခေါ်ဥပမာအာဆာနမတ်ဇူဟ်နမတ်အီရှာနမတ်ဒီဖရစ်နမတ်တွေဟာ၄ရက်ကတ်ရှိတယ်

တရှဟုတ်ဖတ်လိုက်ဖတ်လို့ရတဲ့အတိုင်းသာတော့တရှဟုတ်ဖတ်ပြီးတဲ့အတိုင်းသာတော့အတိုင်းသာတော့ကိုင်တာထိုင်ခဲ့သလားကဲဒီသူကိုင်တာထိုင်ခဲ့တယ်ကိုင်တာထိုင်ခဲ့လို့ဆိုရင်နောက်ဆိုရကတ်မှာသူဟာစဂျီဒါဆာဝဲလို့လိုက်တယ်ဆိုရင်သူရဲ့နမတ်ကဆဟီဖြစ်သွားမှာပိုင်သွားမှာအကယ်၍သူနောက်ဆုံးရကတ်မှာစဂျီဒါဆာဝဲမလုံးမိဘူးစဂျီဒါဆာဝဲမလုံးမိဘူးဆိုရင်သူသတိရတယ်ဆိုရင်အချိန်အသွင်းမှာသတိရတယ်ဆိုရင်အဲ့ဒီနမတ်ကိုဒီကဆာနမတ်ကိုပြန်ပြီးအာဒါလို့ပြန်ဖတ်ဖို့ကဝါဂျစ်ဖြစ်အကယ်၍ အချိန်ကျော်သွားပြီအချိန်ကျော်သွားပြီမှသူဒရီရတယ်သူလေးရက်ကအဖမ်းမိသွားတယ်စဂျီလာဆာဟောလည်းမလုံးမိဘူးဆိုရင်ပညာရှင်တွေအမေ့ရှိတယ်သူအနေနဲ့အဲ့ဒီနမတ်ကိုပြန်ပြီးတော့အရာဒါလုပ်ဖို့ပြန်ဖတ်ဖို့အတွက်အရေးမကြီးတော့ဘူးဝါဂျင်မဖြစ်တော့ဘူးသူရဲ့နမတ်ကကာရာဟတ်နဲ့တကွာအဒါဖြစ်သွားမှဖြစ်တယ်အကယ်၍အဲ့ဒီလေးရက်ကနမတ်မှာအဲ့ဒီလေးရက်ကနမတ်မှာသူဟာဒုတိယရက်ကမှာကိုင်ဒါမထိုင်ခဲ့ဘူးမူဆာဖီလ်တို့နမတ်ကကဆာဖီလ်နရကတ်ဘဖြစ်တယ် တော့ဒုတိယရကန်ဒီရဲ့ကိုင်ဒါဒီမူဆာဖစ်တို့ဒါဖရက်စ်ကိုင်ဒါဖြစ်တာနောက်ဆုံးကိုင်ဒါဖြစ်တယ်။ဒါပေမဲ့ဒုတိယရကန်မှာသူကကိုင်ဒါမထိုင်ခဲ့ဘူးဆိုရင်သူဟာနောက်ဆုံးရကန်မှာစဂျီဒါဆာဟဝဲလို့လည်းသူရဲ့နမတ်ပိုင်မှာမဟုတ်ဘူး။အဲဒီနမတ်ကိုပြန်ဖတ်ဖို့အရေးကြီးတယ်။အချိန်ကျော်ဝိုင်းရင်လည်းအဲဒီနမတ်ကိုကတ်စွာပြန်ဖတ်ဖို့အရေးကြီးတယ်။အဲ့လိုမူဆာဖီရ်တယောက်ကသူခရီးတဲ့ဘဝမှာကဆန်နမတ်တခုခုကိုသူကဇွာလုပ်ခဲ့မိတယ်ကဇွာလုပ်ခဲ့မိတော့သူမဖတ်ပဲလှုပ်ခဲ့မိတယ်ဆိုရင်သူဒီဒီမူဆာဖီရ်ခရီးတဲ့ဘဝမှာပဲ အဲ့ဒီကဆာနမတ်ကိုအဒါလုပ်ပြီးဖြစ်စေတို့မုံမိမိရဲ့ရွာကိုရောက်ပြီးမှအဲ့ဒီကဆာနမတ်ကိုကဆွာပြန်လုပ်ပြီးဖြစ်စေ သူကဆာနမတ်ကိုပဲကတော့ကဆွာလုပ်အောင်နရကတ်ကိုပဲကဆွာလုပ်အောင်တဘောကသူကဆာနမတ်ကိုကဆွာလုပ်ခဲ့တယ်ဆိုရင်မိမိရဲ့ရွာကိုပြန်ရောက်ရင်လည်းပဲဒီနရကတ်ကိုပဲကဆွာဖတ်ရမယ်လေးရကတ်ဖတ်ကြမလို့အဲ့လိုပဲလူတယောက်ကမိမိရဲ့ရွာမှာမိမိရဲ့ရွာမှာရှိတဲ့ချိန်နမတ်တစ်ခုခုကိုလေးရကတ်နမတ်တစ်ခုခုကိုကဆွာဖြစ်ခဲ့တယ်ဆိုရင် သူစဖာမတ်သူအားရတယ်ခကြီးသွားတဲ့ချိန်တနေရာမှာသူအားနေတဲ့တော့ကြောင့်အဲ့ဒီမုကင်ဘွားမှာသူရက်ရွာမှာရှိတဲ့ချိန်မှာလွတ်ခဲ့တဲ့နမားလေးရက်အတူသူကာဇွာဖတ်ချင်တယ်ဆိုရင်လည်းပဲသူခကြီးတဲ့ဘွားမှာရှိနေတဲ့သူနရကတ်ဖတ်လို့မရမုကင်ဘွားမှာလွတ်ခဲ့တဲ့မုကင်ရဲ့အဖြစ်မှာလွတ်ခဲ့တဲ့နမားကိုစဖာရဲ့အချိန်နေမှာသူကာဇွာဖတ်တယ်ဆိုရင်မုကင်နမားကိုပဲဖတ်ရမှာဖြစ်တယ်အဲ့လိုပဲ